အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကားတော်ရဲ့ဥပဒါဇလန်းများအကားတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီကနေ့မှတင်ဆက်ပေးဖို့ရည်ချက်ထားတဲ့ဇလန်းကောင်းလေးကတော့ဆရာအကားတော်ကိုယ်တိုင်ရေးသားထားတဲ့ စုံထီဥပဒါနဲ့အပုတ်ကြိုက်တဲ့စုံဆိုတဲ့အတွဲတစ်စာသင်36ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ခင်ဗျာဒီဇန်လဲလေးကိုတော့ကျွန်တော်လေးကောင်ကြုံမှတင်ဆက်ပေးတော့မှာဖြစ်ပြီးတော့ဇန်လဲလေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်ရင်အားပေးကြပါဦးနော်အကျုပ်တို့တော်ရည်မှာညရောက်ပြီဆိုရင်ဖြင့်တနေ့တာလုံးပင်မထားသမျှကိုတိုးချပြီးတော့အေးကြတော့တာပဲဗျာ ခလေးငယ်လေးဆိုရင်ညနေ9:00ခွဲလောက်ထမင်းစားပြီးတော့ည6:00ခွဲ9:00လောက်ဆိုရင်တော့အိတ်ကုန်ကြတာပဲဗျာအဒါကြောင့်လည်းဒီချိန်ကိုတက်ငယ်ကောင်းချချင်းလို့ခေါ်ကြတယ်မဟုတ်လားဗျဟိုမအိတ်ခံနိုင်ရလားဗျဟိုဘာဖြစ်လို့လဲဆိုတော့မိုးလင်းပြီဆိုတာနဲ့ဒီနေ့ကုန်ပြေလောခုံပေါက်ပြီးတော့ကစားကြတဲ့ခလေးတွေပဲဗျာအတချို့တွေကလည်းမိဘကိုကူညီနေလေတဲ့ရတဲ့ကိုလိုက်သွားပြီးတော့ကောက်ဆိုင်ပေါင်းနှုတ်လုံးကြရတာကိုတော့ကခလေးတွေဆိုတာဒီနေ့ကုန်ပြေလောဆော်ကစားနေတာဆိုတော့ ညနေဆောင်ပြီးတော့လေးလေးတွေတိုက်လာပြီးဆိုရင်ဘက်ထရီကုန်ပြီးတော့ဒေါင်းကုန်တာပဲမဟုတ်လားဗျ။အဲဒါကြောင့်ကျောက်တော့ငငယ်ကရွာကလေးတွေကတန်းဆွဲကျမ်းမာကြတာဟုတ်ဗျ။ကိုလဲလှူရှာလဲဆော့ရတယ်။အဆော့တာများတော့ဘိုက်ကဆာပြီးတော့အစားဆိုရင်လဲထောင်းတင်တယ်လို့စားကြတာဗျ။အဲ့တော့လဲညာကိုစောစောအေးထားဆိုတော့အေးဝဝအေးရတယ်မဟုတ်လားဗျ။တနေ့ကောင်မြောက်ရှောင်းအောင်ဆော့ထားတဲ့ကလေးတွေကနောက်တနေ့အေးရနိုးရင်လန်းဆန်းတက်ကြွပြီးတော့မြောက်ရှောင်းအောင်ပြန်ဆော့ဖို့အသိဖြစ်နေတာပေါ့ဗျာ လူကြီးတွေကြတော့ကလေးတွေအိတ်သွားတော့မှစကားဝိုင်းဖွဲကြအမောင်းထောင်းတဲ့လူကမောင်းထောင်းဘိုင်းငင်တဲ့လူကငင်နဲ့လှုပ်ရှားလေးတွေကိုဆက်လှုပ်ကြတယ်ပေါ့ဗျာအိမ်ရှင်မတွေကြတော့မလဲဖန်တွေဟင်းချက်ဖို့ဟာပေးကုန်တင်ကြအရွက်တင်ကြနေပေါ့ဟိုယောက်ျားသားတွေကလည်းနောက်နေ့လေရလုံငန်းခွင်ကိုဆော့ဆော့ဆင်းဖို့အတွက်ပြင်ကြဆင်ကြပေါ့ဗျာတက်ကြီးပိုင်းတွေကြတော့ဖះရှိကိုပရိသေးကြပေါ့ဟိုဒီလိုနဲ့ညာ9နိုင်လောက်ဆိုရင်တော့အိမ်မှာရှိတဲ့တက်ကြီးဝါကြီးလူကြီးတွေအကုန်လုံးကအဲ့ရဝင်ကြတော့တာပဲဗျာ ဒီချိန်တော့တက်ကြီးကောင်းချလို့ခေါ်တယ်ဗျညာ9နိုင်9နိုင်ခွဲတော့အချိန်ပေါ့ဗျာအေးဒီချိန်မှာတရားလုံးမှာမိဖင်းနဲ့ကြံခဲ့တာဆိုလို့လူပြိုပြိုတွေပဲကြံခဲ့တော့တာဗျအေးသူတို့ကြတော့ညာနေတဲ့အထိတော်တော်နဲ့မိဖူးဗျမိထားလဲအလုံးနဲ့ဟူဗျဟိုလူပြိုလှဲ့တယ်ဆိုတဲ့အလုံးကဒီချိန်လုံးရတာမဟုတ်လားဗျဘာသူရသားဆိုတာလဲအားတဲ့သူကရှားတယ်ဗျအားလုံးကလည်းလူကိုယ်စီနဲ့ရေအကလာသားတွေဆိုရင်လည်းအိမ်မှာရှိတဲ့လေယာဉ်လုံငန်းတွေကိုဦးစီးဦးဆောင်ပြီးတော့လုပ်ကင်ကြရတယ်ဗျ လဲမလုပ်တဲ့လူကတော့တေးခုတ်ဝါတိုင်းနဲ့တောတွေကိုသွားကြရတာပေါ့ဗျာကာလာသမီးတွေဆိုရင်လဲအိမ်လုပ်တွေကိုဝိုင်းကူလောရတယ်အကျုပ်တို့ခေတ်ကစံသက်တွေအလှိုင်လဲမရှိသေးတော့ကိုဝန်းသားသဘောကိုစားကဏ္ဍကြီးမှမောင်းတင်လေးကိုထည့်ပြီးတော့ထောင်းရတာလဲအလုပ်တလုပ်ကိုဗျစံကိုမောင်းတင်လေးကိုထည့်ထောင်းလာကြတော့စံဖုတ်တယ်လို့ခေါ်သဗျစံဖွင့်နဲ့လက်ပွေးဆောင်လေးတွေကိုမောင်းနဲ့နဲ့တန်တိုင်းဖုတ်တာရှိသေးတယ်ဗျကျွန်တော်တို့ငငယ်တော့ဆိုဘူးတဲ့ရွှေလမ်းမှာယုံဝိလို့ဆန်ဖွတ်တဲ့အဖိုးကိုဆိုတာ အဲ့ဒီလက်ဆောင်ကလေးနဲ့ဖွင့်နေတာကိုဗျအများသောအားဖြင့်တော့အိမ်သားနေတဲ့လူတွေကပဲလက်ဆောင်နဲ့ဖွင့်ကြတော့ကျုပ်တို့အိမ်လိုအိမ်သားများတဲ့လူကတော့ခြေနှင်းစုံလို့ခေါ်တဲ့စုံနဲ့ဖွင့်ထားပြန်ဟိုခမရတော့မြင်မှုမှာပါမောင်းတဲ့ကြပွေကြီးကိုဒုတ်ချေကြီးတက်ပြီးတော့ဟိုးနောက်ကတယောက်ကနင်းပြီးတော့ဖွင့်ရတာလေဗျဒီလိုနင်းရတာလည်းလွယ်တယ်မထင်နဲ့ဗျနင်းမှုတဲ့လူမှနင်းတတ်တာဟိုပြီးတော့နင်းတာများရင်လေခြေစလုံးကကြီးသေးတယ်ဗျအဲကာလာသမီးတွေကမောင်းနေရင်ခြေထောက်ကိုဘင်ညာပြောင်းပြီးတော့နင်းကြတယ် မဟုတ်ရင်ခြေစလုံးကတဖက်တည်းကြီးပြီးတော့အလှပြက်တယ်ဆိုတော့ဗျ။ဒါကြောင့်ဒီမိကလေးကအိမ်မူကိစ္စလုံးမလို့သိကျင်တော့သူများလို့ချိန်မွေးမိမလားလမ်းမွေးမိမလားလားဆိုပြီးတော့ကြည့်ကြမလို့ပါဘူးဗျာအညာမှာတော့မိကလေးတွေရဲ့ခြေစလုံးတွေပေါင်တွေကိုကြည့်ကြတာပဲအခြေစလုံးပွားပွားပေါင်တယ်တွဲတွဲဆိုရင်တော့အလုံးမလို့တဲ့လူလို့တတ်မှတ်ကြတယ်ဗျအေးထားပါတော့ဗျာခုနကအကြောင်းပြန်ဆက်ရရင်တော့ကာလာသားတွေရောကာလာသမီးတွေရောတနေ့ကလုံးနဲ့လည်းနဲ့မပြည့်ဖင်းနဲ့မအောင်ဘူးဆိုတော့ အញ្ញတကြီးဝါကြီးလူကြီးတွေအိတ်တဲ့အချိန်ဟာကာလာသားကာလာသမီးတွေစုံပြီးတော့ပိုးပန်းကြတဲ့တရားဝင်အချိန်ပေါ့ဗျာ။ဟိုတောင်းတန်ရလူကြီးကတော့ကိုသားသမီးကိုသူများလာပိုးပန်းတာကိုမတားမြစ်ကြပါဘူးဗျာ။ဟိုတားလို့ကတော့အပြုတ်ကြီးဖြစ်မှာဟုတ်ဗျ။ဒီလိုပဲလူငယ်လူငယ်ချင်းဆိုပြီးတော့လှုပ်ထားပေးကြတာပဲ။သူတို့ကလည်းငယ်အားကြီးလာပြီးတော့ဒီလိုပဲပိုးပန်းခဲ့ကြတာမဟုတ်လားဗျာ။ကျုပ်တို့ခေတ်ကလည်းပိုးပန်းနေဆိုရင်စကားပြောတာလောက်ကနေအဆင်မတက်ဘူးဗျ။ဤသားတညာဖြစ်ပြီးဆိုတော့မှတယောက်နဲ့တယောက်ကလက်ကလေးပါလေးကိုကန်ရတာ။ ဒါတော့မှဆက်တဲ့လူတွေဆိုရင်လူမင်းသူမင်းနေရာမှာလက်ကင်ဝင်တာမဟုတ်ဘူးဗျတချို့အိမ်တွေဆိုရင်တော့မိန်းကလေးတွေအိတ်တဲ့အိမ်ခန်းအောက်ကကျမ်းပြန်မှာလက်တနိုင်စာလောက်အပေါက်ကလေးဖောက်ထားသေးတယ်ဗျကျွန်တော်တို့အခေါ်ကတော့အပြုံနှိုက်တယ်လို့ခေါ်တာဗျဟိုခင်ဗျားတို့ကမမရရန်ရင်နေမတွေးပါနဲ့ဗျသမီးသားနှစ်ယောက်ကအဲ့ဒီအပေါက်ကလေးကနေစကားတွေပြောကြတယောက်လက်ကိုတယောက်ကင်ကြတာကိုပြောတာဗျအခုလိုဆောင်တဲ့ကာလာမျိုးဆိုရင်တော့ကာလာသမီးတွေကချမ်းချဲတစ်ခုမှစုပြီးတော့မိဘုံကြီးကိုဖိုးကြ အဲ့ဒီနောက်မှာနှီးပါးကာလာသမီးတွေစုပြီးတော့အတင်းတုပ်ကြသတင်းဖလှယ်ကြပေါ့ဗျာတကားပြောတယ်ဆိုပေမဲ့လည်းအလုံးနဲ့လဲနေတော့မပြတ်ဘူးဗျဟိုအပေါ်ကစကားပြောရင်းနဲ့ပဲကြီးခွန်ခွာတဲ့လူကခွာလုံးနေစားဖို့အတွက်ငကြောင်ကောင်းချွေတဲ့လူကချွေဟင်းနုနဲ့တင်တဲ့လူကတင်နေပေါ့ဒီလိုမိဘုံမျိုးဆိုရင်တော့ကျုပ်တို့ကာလာသားတွေအတွက်တော့ပွဲတော်ပဲပေါ့ဗျာကာလာသားလင်းကားရောက်လို့စုပြီးတော့ကာလာသမီးတွေရှိတဲ့မိဘုံစီကိုသွားပြီးတော့လူပြိုလှဲ့တာပေါ့ဗျာမင်းကလေးတွေလှုပ်တဲ့လှုပ်ကိုကူပေးတဲ့လူကကူပေးတာပေါ့ အချင်းချင်းတောင်းတဲ့တောင်းကလှော်ပေးကြတာပေါ့ဗျာအဲ့လိုမိဘုံနဲ့တိုးလို့ကတော့ညသောင်နဲ့မကောက်ဘူးအမနဲ့နှစ်နာရီသုံးနာရီလောက်ထိုးတော့မှလူသူခွဲကြတယ်ဟိုအိမ်မေတော့မှအိရတဲ့ကိုအတင်းဝင်အိကြပေါ့ဗျာအိမ်မေကတော့မနဲ့ကိုမထားနိုင်ထားနိုင်နဲ့မြတ်တဲဟောက်ဘက်ကလေးတွေဖြစ်ကုန်ကြတာပေါ့ဆောင်းလေလို့ဆိုရင်တော့မိဘုံမင်းသားမှအတွဲလေးတွေနဲ့ဖြစ်ကုန်ကြပြီဗျာအစင်ပြေတယ်ဆိုရင်တော့နွေဦးပေါက်တဲ့အခါမှာမင်္ဂလာဆောင်ကြတော့တာပါပဲဗျာအိမ်ကလူကြီးတွေကအိပ်ပြီဆိုရင်မှဖြင့်ကျုံတဲ့ငယ်ကောင်တွေကအိမ်ကနေခုတ်ခုတ်ထွက်ကြတာထုံးစံပါပဲဗျာ ဟိုကျုပ်တို့ကခိုးထွက်တယ်ဆိုပေမဲ့အဖေတို့ကတော့မတားပါဘူးဗျ။ဒါပေမဲ့အဲ့ဒီလိုခိုးထွက်ရတာကအရသာဗျ။အဲ့ဒီတော့ကျုပ်အသက်က20တောင်ကောင်းကောင်းမပြည့်သေးပါဘူး။အငယ်ကောင်းဆိုရင်လည်း15လောက်ပဲရှိသေးတယ်။လူပြောလဲအငယ်ကောင်းကိုမုံကြီးမယ်ဆိုပြီးတော့မပေါမဖြစ်ခေါ်ရတယ်ဗျ။ဘာလို့လဲဆိုတော့ကျုပ်ကတဲကျောက်တက်လို့ပေါ့ဗျ။ဒီညတော့သွားတာပဲဗျာအငယ်ကောင်အစိုးကြီးအိတ်သွားပါလေရောလူကြီးတွေအိတ်တော့မှဒင်းကိုကျိန်လို့ရတယ်ဗျဒါတော့ဒင်းကမထကျင်ပါဘူးဗျာ တင်းအင်းနဲ့လိုရင်းနဲ့ဟိုဘက်ကိုလှည့်ယူသွားတာဗျ။အကြည့်ရတာကတော့ဒီကောင်နှီးကင်းကတော်တော်မြောက်ကြပြီးတော့ဆော့ခဲလို့ဖြစ်နေမယ်။အငဲကောင်အငဲကောင်ကြီးထားစဲထားစဲရောင်ဟိုတို့ရန်တော်ဘိုင်းဘက်ကိုသွားအောင်။အော်မလေးချင်းမဟုတ်ကိုလဲရောင်သွားချင်းအကိုပါသာသွားစမ်းပါ။လူစမ်းပါအငဲကောင်ကဒေါ်ဘောရှင်သေထားတယ်မဟုတ်လားကွာ။ဟိုငါကြောက်လို့ပါကွာလိုက်ခဲစမ်းပါ။အော်ဗျာကြောက်ရင်လည်းမသွားနဲ့ပါဗျ။အော်ဒီလိုမသွားလို့ဖြစ်မလားကွာ။ ဦးဒီညငါလာမယ်လို့ကိုပြီတော်တို့နဲ့ချင်းပြီးသားပြီးတော့ငါရဲ့အထွေအထွေနဲ့လည်းစကားတွေပြောအောင်ပါကွဒါဖြင့်ကို့ဘာသာကိုသွားအငယ်ကောတစ်ဖက်ကိုလှည့်သွားပြီးတော့ဆောင်းခေါင်းမိချုပ်ပြီးတော့အိတ်သွားပါလေရောဗျာကျုပ်ဖြင့်သွားနုံနုံမသွားအောင်နုံနုံဖြစ်နေတော့ပေါ့ဗျာအတော်ကြီးမြတ်ရဲ့တူမအထွေးဆိုတဲ့ကောင်မလေးနဲ့ကျုံနေရဒီရဲ့ဘိုင်းမှာလေးဘေးဖြောင်းနေတာကြာပြီဗျသွားလာတော့သွားနေတယ်အတိုင်းမဲ့ဒေါ်ဘောရှင်ကြီးကလည်းလွန်ခဲ့တဲ့၃ရက်လောက်ကသေသွားပြီမဟုတ်လားဗျာ နောက်ဆုံးတော့ငယ်ရွယ်သူမို့အချစ်ဘက်ကိုအလေးသာပေးမိတယ်ဆိုပါတော့ဗျာ။ဒေါ်ဘွားချစ်သေးလဲဘာထူးလဲဗျာ။သူ့အိမ်ကိုရှောင်ခွင်းသွားမယ်ဆိုပြီးတော့အရေးကိုပြီးတော့အိမ်ပေါ်ကနေဆင်းခဲ့တာပေါ့ဗျာ။လက်ထဲမှာလည်းဒုတ်ချောင်းပဲပါတယ်ဗျာ။ဓမီးတွေပါတယ်လည်းမပါပါဘူး။လာရောင်အသားနေတာနဲ့လာရောင်ကိုအားကိုပြီးတော့လာခဲ့တာပေါ့ဗျာ။ဖြစ်ချင်တော့ရွာနောက်ပိုင်းကိုသွားမယ်ဆိုရင်ဒေါ်ဘွားချစ်ရဲ့အိမ်ရှိကနေဖြစ်ရတော့မှာဗျာ။ရွာတလေးအရာတည်သွားတဲ့လူကိုအလောင်းတင်တဲ့အိမ်ရှိလမ်းပေါ်မှာထားတာထုံးစံပဲလေဗျာ။ ကျုပ်ကငယ်သေးတော့လုံးနေပါဒီကိုလည်းမကြည့်ရသေးဘူးဗျ။တခါလဲမြိုင်သာသွားရင်ကားပေါ်နေပြုတ်ကြသေးတဲ့လူဆိုလို့သွားတို့ပြီးတော့ကြည့်လိုက်တာ။လူသေးကောင်ကြီးမြင်ပြီးတော့အံပါလီရောဗျ။အိမ်ပြန်ရောက်တော့လေ၃လရက်လောက်ထမင်းမစားနိုင်ဘူးဗျ။ကျုပ်ကအဲ့လောင်ကိုတက်တိကောင်းခဲ့တဲ့ကောင်။အခုလဲဒေါ်ဘောရှင်အိမ်နဲ့တခေါက်လောက်ရောက်မှာတော့လမ်းပေါ်ထိုးထားတဲ့အလောင်းစင်ကြီးတွေ့ပြီးတော့ကျုပ်ကစက်သိမ်းမွေးချင်းနဲ့ထသွားတယ်။အဖေပြောတာတော့ဒေါ်ဘောရှင်အလောင်းကအရေးတွေတောင်ကျနေပြီဆိုပဲဗျ။ကျုပ်ကလည်းဒီရှိကနေဖြတ်မသွားရတော့ဘူးဗျ။ ဟိုအရေးကိုပြီးတော့ဒီလမ်းကိုမဖြေဘူးပေါ့ဗျာ။ဒါနဲ့ပဲခြုံခြုံခြုံချာအနေတိုးပြီးတော့ရွာပြင်အနေပတ်သွားမယ်လို့စိတ်ကူးလိုက်တယ်ဗျ။ဟိုကျုပ်တို့ရွာမှာရွာလမ်းကမတော်ချင်ရွာပြင်အနေပတ်သွားလို့ရတဲ့လမ်းတစ်ခုကရှိသေးတယ်ဗျ။ဟိုလူတော့တိတ်မတုံးကြဘူးပေါ့လေ။ဟိုမလွဲတာမရှောင်တာမှသာတုံးကြတာဗျ။အခုလဲကျုပ်ချင်းတွေကမလွဲမရှောင်လို့မဖြစ်တော့ဘူးဗျ။ဒါနဲ့ပဲဘင်းတော့ခြံဝိုင်းထဲကနေဖြတ်ပြီးတော့အိမ်ကြီးရဲ့အနောက်ကိုထွက်ခဲ့လိုက်တယ်။ခြံဝိုင်းနေရများသောအားဖြင့်တော့ခြံစည်းရိုးဆိုတာမရှိဘူးဗျ။တခိုးတဝက်ဆိုတာလည်းရွာမှာမရှိသလို အခုခေတ်လိုသူ့မိငါမြေဆိုပြီးတော့အပြိုင်ဆိုင်ခိုးတာမျိုးကလည်းမရှိဘူးလေဗျအိန်းလေးကိုကြော်ခွဲတော့ဂွင်းဆက်ကိုရောက်လာတယ်ဗျအဲ့မှာမြေသားလန်းလေးကဖြူနေတာပါပဲဗျကျုပ်ကျန်တော့ရွာပြန်နေပက်ပြီးတော့အထွေတို့အိမ်ကိုရွာနောက်ကနေပက်ဝင်မယ်လို့တွေးထားတာဒါနဲ့ပဲမြေလန်းကလေးတန်းလျှောက်လာခဲ့တာပေါ့ဗျလမ်းရောင်ကလည်းထိန်နေအောင်သားတာဆိုတော့ဘေးပတ်ဝန်းကျင်ကလည်းနေကင်းကြီးလို့ပါပဲဗျကျုပ်သွားရင်နဲ့တနေရောင်ရောက်တော့အနောက်ကနေတချွတ်ချွတ်နဲ့အတန်ကိုကြောက်ရတယ်ဗျဒါနဲ့ကျုပ်ကလှည့်ကြည့်တော့အထော်ကြီးတရားဗျ ကျုံနဲ့ဆိုရင်တော့ပေတရာကျော်လောက်တော့ဝေးပါတယ်ဘသူလဲဆိုပြီးတော့လှမ်းကြည့်တော့လေခမောက်ကြီးကိုစောင့်ထားသေးတယ်ဗျညာင်းညတာအကြောင်းရှိလို့သွားတာနေမှာပါဆိုပြီးတော့ကျုပ်ကလည်းဆက်လျှောက်လာတာပေါ့ဗျအတော်ကြီးကလည်းအနောက်ကနေလက်လျှောက်လာတယ်ဗျကျုပ်ကသုံးလေးလမ်းလောက်လျှောက်ပြီးတော့ရက်လိုက်တယ်အတော်ကြီးကလည်းလိုက်ပြီးတော့ရက်တယ်ဗျကျုပ်လျှောက်သွားရင်လိုက်လာတာပါပဲခလဲလဲကိုရောက်တော့လေးတစ်ချက်အဝေးမှာကျုံနှောင်းထဲမှာအနံတမျိုးကိုရားလိုက်တယ်ဗျအနံကတော့ပုတ်အပ်အနံပဲဗျခွေးတွေကောင်ပုတ်လို့လို့ကြွက်တွေကောင်ပုတ်လို့လို့အနံပဲ ဒါပေမဲ့သေချာရှူကြည့်ရင်တော့မတူဘူးဗျအနံ့အီအီပါဗျဘေကောလာပုတ်နေပါလေကွာထီးကျုပ်ကလည်းရေရွပြီးတော့ဒရေးချက်ကိုထွေးလိုက်မိတယ်ဗျအဲ့ချိန်မှာကျုပ်နောက်ကျောဘက်မှာခြေတံကိုကြားရတယ်ဗျကျုပ်ကလည်းဘာကြောင့်မှမသိဘဲနဲ့ဒီကုလုံးမှာစက်တီးတွေကထောင်းငနေထသွားတယ်ဘာရဲတော့မဟုတ်ဘူးဗျစိတ်ကလည်းသိကျင်လာတာနဲ့အနောက်ကိုလှည့်ကြည့်လိုက်ပြီးတော့တယ်ဗျမလီကဲတော့ပါဦးဗျအတန်းရှည်ဆွဲပြီးတော့ကျုပ်ကလည်းအော်လိုက်မိတယ်ဗျ ကျုံတော့မှာခမော်ကြီးစောင်းပြီးတော့ရက်နေတာဒေါ်ဖွားရှင်မှာဒေါ်ဖွားရှင်အစ်စ်ကြီးပါဗျအသားကြီးတွေကမဲနန်နေပြီးတော့သွားတွေကအပြင်ကိုငုံငုံကြီးထွက်နေတာဗျမျက်လုံးကြီးနှလုံးကလည်းအပြင်ကိုပြုတ်ထွက်နေပြီးတော့မသိရင်ပြုတ်ကြတော့မလို့ပဲဗျပုတ်စော်ကြီးကလည်းနန်လိုက်တာပြောမလီပါနဲ့တော့ဗျကျုပ်ကအဆောက်အထွက်ပြေးဖို့လုံသေးတယ်ဗျဒါပေမဲ့ကျုပ်ချက်တော့တည်းကလှုပ်မရဘူးဗျဒူးတွေကလည်းတသက်သက်တုံနေပြီးတော့ဒူးတစ်ချောင်းနဲ့တစ်ချောင်းကတစ်ဖက်ဖက်နဲ့ရိုက်နေပါလေရောဗျဒေါ်ဖွားရှင်ကကျုပ်ရင်ဘက်ကိုသူ့လက်ပြန်ကြီးနဲ့ဘုတ်ကနေရိုက်ချတယ်ဗျ ။ဒါနဲ့ကျုပ်ကလည်းလမ်းမေးကိုထန်ကျသွားတော့တာပေါ့ဗျာ။ဒေါ်ဖောင်းကျင်ကကျုပ်ကိုတော့တချမ်းမကြည့်ဘဲနဲ့ဆက်ပြီးတော့ရှောက်သွားတယ်ဗျ။အဲသူတလဲရှောက်ရှောက်သွားလိုက်တိုင်းမှာသူ့ထမင်းကနေပြေချဲချဲရေတွေကတစက်စက်နဲ့ကြာနေတာဗျာဟိုအပုတ်ရေတွေဖြစ်မယ်ဗျဒေါ်ဖောရှင်ကြီးကလည်းငူငိုင်နဲ့လဲရှောက်သွားတော့ချင်းနဲ့ကျုပ်ကလည်းတော်တော်လန့်နေမိတယ်ဗျလဲနေရလည်းမထနိုင်သေးပါဘူးဗျအဲ့ဒီချိန်မှာကျုပ်ရှင်မှာမိမတယောက်ကလာရက်နေဗျဟေ့ကောင်လေးနေပါလို့နေဟိုကျုပ်ကျုပ်လူပြောလှဲ့မလို့ပါဗျ ဒီမိမကတော့သမင်ဖားလာချထားတယ်ဗျ။သမင်ကကြောလင်လောက်တော့ရှိမယ်။အရှိသမင်တွေကမျက်နှာကိုအုပ်နေလို့ဘယ်သူမှတော့သေးချာမမြင်အောင်ဘူးဗျ။ခြိတဲ့အကွက်ကိုဝေးထားပြီးတော့ထမိန်ုံတော့ရင်ရှားတယ်လို့မျိုးရင်ကောင်းအထိတက်ဝဲထားသဗျ။ထူးဆန်းတာကတော့သူ့နေရွယ်ပဲဗျ။သူ့နေရွယ်မှာပန်းမွေတပွင့်ကိုပန်ထားတယ်။ဟိုပန်းတော့တေယုစကားပန်းလို့ပန်းမျိုးဗျ။ဘာလူပြောလဲမလို့လဲ။တော့ပြန်တော့အဲ့မိမကအဲ့လိုပြောဆိုပြီးတော့ဆက်လျှောက်သွားတယ်ဗျ။ သုံးလေးလမ်းလောက်လျှောက်ပြီးတော့မှကျုပ်ကိုလှည့်ကြည့်လာတယ်။နင်ငါတော့ကိုလဲခဲ့ရမယ်။ဗျာမမလိုက်ပြစင်နဲ့ဗျာဟိုကျုပ်ပြန်ဆိုပြန်ပါမယ်။မပြန်နဲ့နင်ကငါခိုင်းစရာရှိတယ်။ဗျာဘာဘာလို့ခိုင်းမလို့လဲဗျာ။နင်လိုက်ခဲ့ဆိုလိုက်ခဲ့စမ်းဟာ။ကျုပ်လဲတုံတုံရင်နဲ့မတ်တက်ထားရလဲရတယ်ဗျ။မတ်တက်ရပြီတာနဲ့ရွာဘက်ကိုတချိုးတည်းလှည့်ပြီးတာပဲဗျာ။ဟဲ့ကောင်လေးပြန်လာသေး။ဟာစီကိုပြန်လာခဲ့။အမလာဦး လုံးဝမလာဘူးဗျာဒီလိုတော့လေကျုပ်ချက်တော့ကတော့တော်တော်မမင်းနဲ့ဗျာဖော်ရတဲ့တင်မှာတသားလေးကြားမတက်ကိုပြေးတာဗျာအခဏလေးနဲ့လှစ်ကလေးအဝေးကြီးကိုရောက်သွားပါလေပြင်းနေရင်ပြင်းနေရင်နဲ့သတိထားမိတော့ကျုပ်ကအရှိ့ကိုမရောက်တော့ဘူးဗျာဘလောက်ပဲအားဆိုင်ပေးပြီးအရှိ့ကိုမတက်တော့တဲ့ပြင်အနောက်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတာဗျာအပြင်းပြင်းနဲ့နောက်ဆုံးခုနကမိမကြီးစီကိုပြန်ရောက်သွားတယ်မိမကြီးကလည်းကျုပ်ကိုခါထောက်ကြည့်လိုက်ပြီးတော့အကောင်းနဲ့ခေါ်တာကိုပြန်မလာဘူးဒီကောင်လေးတော့နာတော့မယ်ဟွန်း အဲ့လိုပြောပြီးတော့ကျုံနေရွက်ကိုလက်တဖက်နဲ့ဆွဲလိမ့်လိုက်တာဗျလိန်နာလည်းတော်တော်နာတာဗျဟိုနေရွက်တော်မှာတပည့်လေသွားသလားလို့မှတ်ရတယ်ပြီးတော့ကျုံနေရွက်ကိုဆွဲပြီးတော့ဆွဲခေါ်သွားပါလေရောဗျအကျုံမှာသူ့နောက်ကိုနောက်ပြန်ဒီတရုံနဲ့လိုက်ပါသွားပါလေရောရွာထဲကိုကိုပင်ကြီးနာကိုရောက်တော့မှကျုပ်ကိုလှုပ်လိုက်တယ်ဗျကျုပ်ဖြင့်နေရွက်ပြက်ပြီးထင်းနေတာဗျသူလှုပ်လိုက်တာနဲ့ကိုနေကိုလဲနေပုတ်နေမိတယ်ဗျအသေးချာကြည့်လိုက်တော့မှဒေါ်ဖောရှင်ကြီးကလမ်းတစ်ဖက်ကျန်ကိုကိုပင်အောင်မှာစောင့်ကြောင်ကြီးထိုင်းလို့ဗျ ဒီမိမကလည်းလမ်းမရသဘောချက်ကိုကောက်လိုက်တယ်ဗျ။ကျုပ်ထင်တော့ဒီသဘောကသူ့ယူလာတာဖြစ်မယ်ဗျ။သဘောထဲမှာလည်းငါပြောရတဲ့စိမ့်တွေကိုခင်းလို့ပြော။ကျုပ်ကသဘောပေးပြီးတော့ကဲဒီသဘောကိုယူသွား။ပြီးတော့ဟိုမိမကြီးကအရှိတဲ့ထဲမှာသွားထိုင်နေတယ်။ဗျာဘာဖြစ်လို့ကျုပ်ကထိုင်ရမှာလဲဗျ။ရှောင်းချိန်နဲ့ထိုင်သေးထိုင်သေးငါ့ကိုဘာမှန်းနေလဲ။သူ့ပုံစံကြည့်ရတာတခုခုတော့တခုခုပဲဗျ။ကျုပ်ထင်တော့ဆုံးမကြီးဖြစ်မယ်ထင်တာပဲဗျ။ ။ဒါနဲ့မဲ့စကောကိုယူလိုက်ပြီးတော့ဒေါ်ဖွားရှင်ကြီးနဲ့မင်းနဲ့ချင်းဆိုင်လောက်မှာထိုင်လိုက်တယ်။ကဲစကောကိုလဲလက်ဖက်နဲ့ကိုင်ပြီးတော့သူ့ရှေ့မှာခန်းကျုပ်ကျုပ်ကဘာကိုခန်းမှာလဲဗျ။ဒီမိမကဒေါ်ဖွားရှင်ကြီးကိုလက်ညှိုးထိုးပြီးတော့ကဲအန်ချလိုက်စမ်း။သူပြောလိုက်တာနဲ့ဒေါ်ဖွားချင်းကြီးကလည်းဂျိုးရိုးတို့လိုမျိုးတော်တော်နဲ့ဖြစ်လာသဗျ။နောက်တော့ဒေါ်ဖွားချင်းရဲ့ရင်ပတ်ကြီးတွေကဘကုံကြီးနေလို့ဖောင်းတက်လာတယ်ဗျ။လေပင်ကြီးကလည်းဖောင်းကြလာပြီးတော့ဗဇက်ကြီးကိုလည်းဖျဲလိုက်တယ်ဗျ။ နောက်တော့ဥက္ကနေအတန်တစ်ချက်မြည်ပြီးတော့ဗဇက်ထဲကကလီသားတွေကအတွဲလိုက်ကိုထွက်ကြလာတာဗျပုတ်စော်ကလည်းနန်းဟောင်းနေတာပဲဗျသခေါကြီးတို့ဘက်ခနေပြုတ်ကြလာတယ်ဗျဟိုပြေချွတ်ချဲမဲမဲအေးကြီးတွေလည်းပါလို့ဗျဒေါ်ဘွားချင်ကတော့တော်တော်နဲ့အန်နေဗျကလီသားတွေထွက်လာပြီးတော့ဥတွေရဲ့အခွေလိုက်ထွက်လာပါလိမ့်ရောဗျဥသိန်းတွေရောဥမာကြီးတွေရောအဆုံးပါပဲဗျဥမာကြီးပါထွက်လာတော့ဆိုတော့ဘိုက်ထဲကချီးစော်သေးတော်တွေရောပုတ်ရဲ့အနက်နေရာကိုမှုန်ထူပြီးတော့ကျုပ်ဖြင့်အန်ကျင်လိုက်တာပြောမနေပါနဲ့ဗျာ သကောချက်လုံးလည်းပြေသွားတော့တာပဲကဲအကောင်လေးအဲ့ဒီသကောကိုကင်ပြီးတော့ငါ့ရှေ့ကိုလာခဲ့စမ်းကျုပ်ကလည်းသကောကိုတေချာကင်သွားလိုက်တယ်ဗျဒီမိမကြီးကလည်းမြေကြီးမှာစောင်းချောင်းထိုင်ပြီးတော့မျက်လုံးကိုမှိတ်လိုက်တယ်နောက်တော့လက်အုပ်ချီပြီးတော့လက်အုပ်ကိုနဖူးနားမှာတင်းနေဗျပြီးတော့နက်ကရော်တင်လက်ပူးတယ်လို့မျိုးတသက်သက်တုံပြီးတော့မျက်လုံးကြီးကပွင့်သွားပါလိမ့်ရောဗျအတူမျက်လုံးကြီးကလူမျက်လုံးလုံးမဟုတ်ဘဲနဲ့နီနီကြီးဖြစ်နေတာပါဗျ။ရေလိုက်ပြုံးလိုက်တာလေဗဇက်ကြီးကနရွက်ကိုတက်ချိတ်တော့မဲ့အလားပဲဗျာ ပြည့်ပြည့်ကြီးဖြစ်နေပါလေရောပြီးတာနဲ့ကျုပ်ရှိရအပုပ်ဆက်တွေကိုလက်နှစ်ဖက်နဲ့ကောက်ကင်ပြီးတော့အားရပါရကိုဝါးစားတယ်ဗျကျုပ်ကလည်းကြည်ရင်နဲ့ယင်ထဲကလည်းပြုတ်ပြုတ်တက်လာတာဗျအန်တော်အန်ချချင်နေဗျအန်လည်းမရဲဘူးလေတော်ကြသူစားနေတော့အန်ပါတယ်ဆိုပြီးတော့ကျုပ်ကိုဖိမဲရင်ဘယ်နဲ့လုံးမလဲဗျသကောတခုလုံးနှီးပါစားတော့ပြီးသားတော့ဦးခွေလိုက်ကြီးတခွေကကြံနေခဲ့တယ်ဗျအဒီချိန်မှာကနကလူမျိုးတကူလုံးကတုံတက်သွားပြီးတော့ကျုပ်ကိုကြည့်နေပါဦး။အတူပုံစံကငကိုပုံစံအတိုင်းပြန်ဖြစ်သွားတယ်ဗျ။ ခင်ဗျားပြီးပြီလားဗျဒီဦးခွေကြီးရောမစားတော့ဘူးလားမိမကြီးကလည်းသူ့ပါဇက်ကိုအင်ကြီးလက်တွေနဲ့တုံနေနေခေါင်းခါပြတယ်ငါပြီးပြီဟဲ့အဲ့ဒါနင်းစားဖို့ဗျာကျုပ်ကျုပ်စားဖို့တယ်လားအေးလေဟဲ့အဲ့ဒါနင်းစားဖို့ဒီဘာပဲပြဟဲငါနင်းကိုသဘောကြနေဟဲ့ငါလည်းတပည့်တယောက်လူနေတော့ဆိုတော့နင်းကိုငါတပည့်ဖြစ်ပညာအမွေပေးနေတယ်ဘာဘာပညာလဲဗျာ ဟဲ့ဘာပညာရှိမလဲဟဲ့ဆုံးပညာပေါ့ဟဲ့ဆုံးပညာပေါ့ဗျာဆုံးဆုံးတော့မဖြစ်ရှင်ပါဘူးဗျာအော်မဲနေရမဖြစ်ဘူးသေးလို့ပါဟာဆုံးဖြစ်တာတိတ်ကောင်းတာကိုဖြစ်ရှင်တာဖြစ်ရတယ်ဟာကိုယ်မကျင်တတ်တဲ့လူတွေဆိုရင်လေတစ်ချက်ကြည့်လိုက်တာနဲ့အမိကိုကုတ်ပြီးသားပဲဆုံးဖြစ်ရင်ဟောဒီလောကကြီးထဲမှာနေလို့ချင်တာဘာမှမလုပ်လို့ရတယ်ဟဲ့တေချာစဉ်းစားစမ်းနေဆုံးမဖြစ်ချင်ဘူးလားဟိုခုနကပြောတဲ့အတိုင်းဆိုရင်တော့ဖြစ်တော့ဖြစ်ချင်သားဗျာ ဒါပေမဲ့ဒီအပုတ်တွေကိုတော့မစားကြင်ပါဘူးဗျာဟေးအပုတ်တွေတဲ့လားနေတော့ငါလို့ရင်တော့နားတော့မေဒီလောက်ကောင်းတဲ့အစားအစာတွေကိုနေကအပုတ်တွေလို့ပြောရတယ်ဟဲ့ဒါအောင်စားဖို့ငါဘလောက်အဝေးကြီးကနေလာခဲ့ရတယ်ဆိုတာနေသိရလားဟမ်ကဲစားမှသာစားတယ်မှာနေစားနေတဲ့အချိန်မှာနေဝမ်းတဲ့ကိုငါဘူးသိမ့်ပေးထားမယ်ကျုပ်ကလည်းလက်တော်နေတာပေါ့ဗျာဟဲ့ကောင်လေးစားစို့စားတော့မစားရင်လည်းသေးမယ်သေးမှာတော့လူတန်းကကြောက်တယ်မဟုတ်လားဗျာ ။ဒါနဲ့ကျောက်ကလည်းသကောကိုမြေပေါ်မှာချပြီးတော့ဒေါ်ဖွားချင်းဘိုက်ထဲကထွက်လာတဲ့ဦးခွေလေးကြီးကိုတွေ့တွေ့ကြီးကြည့်နေမိတယ်။ဟိုမိမလည်းကျောက်ကိုပါချဖို့လဲရွယ်နေတာနဲ့ကျောက်ကလည်းအရေးကိုပြီးတော့ဦးခွေကြီးကိုလက်နဲ့ကင်လိုက်ပါလိောဗျ။ကြည့်ချွေချွေရာနေဆိုတော့မသိရင်ဦးဖွေကြီးကငရှင်းကောင်ကြီးကိုကန်ရတဲ့အတိုင်းပဲဗျ။စားလေဟဲ့စားမှာတော့ဆုံးမ။ကျောက်ကလည်းပဇန်နာကိုတိုးလိုက်တယ်ဗျ။နန်းစုံနေတဲ့အနန်းနေကြောင်းစားဖို့မပြောနဲ့ကျင်းနဲ့ကိုအန်ကျင်နေမိတာဗျ။ အကျုပ်ကစားဖို့တွန်းဆုံနေတာကိုတွေ့တော့ဒီမိမကြီးကလက်ဝါးတစ်ဖက်ကိုထောင်ပြပြီးတော့စားစို့စားစမ်းတော့ဟော့မှာတွေ့လာလက်ဝါးပါရိုက်သေးလို့ကတော့အသက်ပါအတောင်းလိုက်ထွက်သွားမယ်ကျုပ်ကလည်းကြောက်တာပေါ့ဗျာဒါနဲ့ပဲပါဇက်ကိုဟားလိုက်ပြီးတော့ပါဇက်တဲ့ကိုဥပန်းကြီးကိုသွေးမယ်အလုံးပါပဲဟေးအလုံးရဲလိုက်ကြစမ်းအတန်တန်ကိုကြားရတယ်ဗျကျုပ်ကလည်းပါဇက်ဟောင်းသားနဲ့အတန်ကြားရအောင်ကြီးလိုက်တော့လာရအောင်မှာထိပ်ပြောင်ပြောင်နဲ့ဥပဒသားကြီးကိုတွေ့လဲရပါလေရောလားဗျာ ဟောဥဥပသာပါလားကျုပ်လည်းဥပသာကိုတွေ့တော့အကူကြီးရလို့ရညာဆိုပြီးတော့ပျော်သွားတာပေါ့ဗျာဥပသာကကျုပ်ကိုကြည့်လိုက်ပြီးတော့လက်ကောင်မင်းလက်ထက်အပုပ်ဆက်တွေကိုချတာလိုက်တယ်ကျုပ်လည်းလက်ထက်အူတွေကိုသခေါတွေကိုဘုတ်ခနဲ့ပြစ်ချလိုက်တော့တယ်ဥပသာလည်းဒီမိမကြီးကိုခါထောက်ကြည့်ပြီးတော့မိကျန်နင့်ကျန်ဒါကုန်မဲလားအိုတော့ရှင်လဲဆောင်ကျုပ်လဲဆုံးမယ်ဆုံးချင်းချင်းတော့မနှောက်ရှက်ပါနဲ့တော့ ငါနဲ့ကိုမနှောက်ရှက်ချင်ပါဘူးကအခုတော့မနှောက်ရှက်လို့မဖြစ်လို့နှောက်ရှက်လိုက်ရလာလဲကောမိဒီယိုလာခဲ့ကျုံမဲတက်ထားမလို့လုံးလိုက်တော့မိကြံဆိုတဲ့မိမကြီးကကြောက်ရှိမှပိတ်ရဲလိုက်တယ်မင်းဘယ်ဟိုးမှမတော့ဘူးဟေးမိကြံသူ့အောင်မတားနဲ့နော်မိကြံကလည်းဥပဒါဘက်ကိုလှည့်လိုက်တယ်ဗျဒါကြောက်လူကြောက်ဘူးသိမ့်ပြီးတော့ပညာပေးမဲ့လူရှင်ရှင်ကြားကလည်းဝင်မပါသမ်းပါနဲ့ကဲဒါဆိုလဲကောင်ကြီးမင်းကငါမေးမယ်နော် မေသူစီကနေဆုံးပညာလိုချင်သလားကျုပ်ကလည်းတွေ့တွေ့ကြီးဖြစ်နေမိရှင်းရှင်းပြောရင်တော့အဲ့ဒီတော့ဆုံးပညာကိုလိုချင်တယ်ဗျဒီလိုပညာတွေတက်ရင်လုံးချင်တာလုံးမယ်ဆိုပြီးတော့တွေးနေတဲ့အချိန်ပေါ့ဗျဥပဒါရဲ့ဆုံးပညာထုတ်သွင်းတာတွေကိုဘေးနားကနေကြည့်ပြီးတော့အားကြနေတဲ့အချိန်ပေါ့ဗျဒါနဲ့ပဲကျုပ်ကလည်းခေါင်းချိန်လိုက်တယ်ဟိုအမှန်တမ်းပြောရင်တော့လိုချင်တယ်ဗျဥပဒါလည်းစိတ်ပြတ်သွားတဲ့မျက်နှာကြီးဖြစ်သွားတယ် မိကျန်ဆိုတာအပုပ်ဆက်စားတဲ့ရွာသမီးကွဆုံးပုတ်လို့ခေါ်တယ်ပုံမှာဟောင်းမှနံမှကြိုက်တော့အတူဘူးထဲမှာလည်းအပုပ်ဆက်ကြိုက်တဲ့ဘလူးမှနေတယ်ကွမင်းဆုံးဖြစ်ကျင်တာကိုငါမတောက်ဘူးလက်ကောင်ဒါပေမဲ့မိကျန်ရဲ့တပည့်ဖြစ်ရင်တော့မင်းနေတိုင်းအပုပ်ဆက်ကိုစားလိမ့်မယ်ကွခွေးသေးကောင်ဘုတ်ကြွက်သေးကောင်ဘုတ်ကတော့နေတိုင်းစားရမယ်အကန်ကောင်းရင်တော့အခုလိုလူသေးကောင်ဘုတ်ကိုတော့စားရမှာပေါ့ကွာဟိုအဲအဲ့ဒါတော့မစားချင်ဘူးဥပဒါကဲတွေ့လာမိကျန် ူကနေ့တစ်ပတ်မဖြစ်ချင်ဘူးခဲ့နေ့ပညာကိုမလိုချင်ဘူးတဲ့ဥပဒေကြောင့်လည်းဝင်မလော်နဲ့နော်သူကကျုပ်စီကနေပညာမလိုချင်ဘူးလို့မှမပြောတာဟာအပုပ်ဆက်မစားဘူးလို့ပြောနေတယ်မဟုတ်လားဘာအပုပ်ဆက်လဲချက်ဒါတွေကပညာယူပြီးရင်မွေ့ကြိုင်သွားမှာရှင်တို့အပုပ်ဆက်လို့ခေါ်တဲ့ຢာတွေကကျုပ်တို့အတွက်တော့နဲ့သုံးတာနဲ့တော့မလဲနိုင်ဘူးဆိုတာရှင်းသိရဲ့လားမိကျန်ကကျုပ်ဘက်ကိုလည်းလှည့်ပြောလိုက်သေးတယ်ဗျဟိုသူပြောတာနေမယုံနဲ့နော်ကောင်းလေမေးပညာနေမရချင်ဘူးလားဟမ်အစားနေမလိုချင်ဘူးလား ဟိုမလို့ကျင်တော့ဘူးဗျာမိကျန်ကလည်းငိုင်ကြသွားတယ်ဗျကဲကြားတယ်မဟုတ်လားမိကျန်ကာယကံရှင်ကမလို့ကျင်ဘူးဆုံမတော့နေဘလောက်ပေးပေးအလကားပဲပေါ့ဟာတေချင်းဆိုကြီးမွေးမွေးကကြီးသူများလုံနေတော့ဖျက်လို့ဖျက်သိဝင်လို့တယ်နေပုတ်သက်စားတော့ငါမတားပါဘူးဟာငါထင်နေပြီးသားပါတော့ဘောချင်းဝမ်းကိုတယောက်ကတော့ဖောက်စားတော့မယ်ဆိုတာတွေးမိနေပြီးသားဒါမှငါထင်တော့မြေမြုပ်ပြီးမှဖောက်စားမယ်ထင်နေတာဟာ နင်တော်တော်ငှက်ကြီးကြပါလားမိကျန်အပူတွေမပြောနဲ့တေတော်ကြီးတေပေတော့မိကျန်လည်းပြောဆိုနေထမင်းရှောင်းကိုဖြုတ်ပြီးတော့ခါမှပတ်လိုက်တယ်နောက်တော့သူဝေးထားတဲ့အညာကြီးတဲ့အင်းကြီးကိုလှန်လိုက်တဲ့အခါမှာလူစည်းတွဲလောင်းကြီးတွေကအတိုင်းသားကြီးပေါ်သွားတယ်ဗျဥပဒါလည်းမိကျန်ကိုကြည့်ရကောင်မတော့ငောက်ရုပ်ပတ်ပြီးဟဲ့အဲ့ဒီအချိန်မှာကြုံသားထဲမှာတချင်ချင်းနဲ့အတန်တွေကိုကြားလိုက်ရတယ်ဗျအမိကျန်ရဲ့လူပြင်းကြီးတွေကဆွေရောင်မုံတွေထွက်သွားတယ် ။ဥပဒါလည်းအနောက်ကိုလင်းကားလန်းဆုပ်လိုက်ပြီးတော့လက်နဲ့ရိုက်ချလိုက်တော့ရွှေအောင်မုံတွေကမြေပေါ်ကိုကျပြီးတော့မြေကြီးပေါ်မှာတရှိရှိနဲ့အတန်းဆုံးမိနေသဗျ။ကောင်မနင်ကောအရင်လှောက်ထအောင်မိကြံလည်းဒေါနဲ့မောနဲ့ယင်ကိုကော့ကော့ပြပြီးတော့လှုပ်တယ်လှုပ်တယ်ဘာဖြစ်လဲရှင်ဘာဖြစ်ရှင်လဲဟမ်ဒီလောက်လောင်ဖြစ်လာတဲ့ကောင်မနေအလုံးတွေကိုနေရွှေ့ထည့်ပေးလိုက်မယ်ကင်လာလေရော့ဥပဒနာပြောပြီးတော့မိကြံသားမှာဖုန်းနဲ့ပေါက်ကန်းတွေထွက်လာတယ်ဗျာ ပဝင်းကျင်မှာလည်းဖုန်တွေအားထသွားတာပေါ့ဗျာမိကျန်လည်းငုံနေရနေပြန်ထားလိုက်ပြီးတော့ဥပဒေကိုရင်ဘက်လှန်ပြတယ်ဗျဒါပေမဲ့မိကျန်ရဲ့ရင်ဘက်ကယောက်ျားရင်ဘက်ကြီးလိုဖြစ်နေတယ်ဗျရင်ဘက်မှာနိုသီးတွေကလည်းမရှိတော့ဘူးဗျမိကျန်ကလည်းတော်တော်အံ့ဩသွားတယ်ဟမ်ငါငါလုံးနေဘယ်ရောက်ကုန်လဲကျောက်ကမိကျန်ရဲ့နောက်မှာရက်နေတာဆိုတော့အကုန်မြင်လဲရတာပေါ့ဗျာမိကျန်ရင်ဘက်ကနိုသီးတွေကကျောက်ကမှပေါက်နေပါရောဗျအတူကျောင်းမှာနိုပြီးနှလုံးအတွဲလောင်းကြီးကြနေပါလေရော ဟိုအနောက်မှာဗျခမရကျော်မှာမိကျန်လည်းသူ့လည်းနဲ့စမ်းကြည့်တယ်ဗျကျောကုန်းရောက်သွားတဲ့နှုတ်တွေကိုစမ်းပြီးတော့မိကျန်လည်းတော်တော်ထိတ်လန့်သွားတယ်ဥပဒါကြီးကလည်းခါရဘက်ကိုထောက်ပြီးတော့လက်တစ်ဖက်ကမိကျန်ကိုလက်ညှိုးထိုးရင်းနဲ့ဒီမှာမိကျန်အခုကနင်းကိုတန်းထားလို့နေရင်လေးနေမှာဆိုလို့နေလုံးတွေကိုကျောကိုရွှေ့ပေးလိုက်တာအဲနေတိတာထပ်တော့ရင်တော့နင်းဟိုအောင်နဖူးကိုရွှေ့ပေးလိုက်မယ်နင်းငါ့ကိုဘာမှတ်နေဥပဒါကြိမ်ပေါင်းလိုက်တာနဲ့မိကျန်တယောက်ကလည်းအင်ကြီးသားကိုဆွဲပြီးတော့တချို့တဲ့လစ်ပြေတော့တာပဲဗျာ ကွင်းကိုဖျက်ပြီးတော့မြန်လိုက်တာပြောမနေပါနဲ့ဗျာဥပဒါလည်းမိကျန်ကိုလှန့်ကြည့်ပြီးတော့ဟေးမိကျန်ကြီးနေစားငါကြိုးလေးတွေဟာကြိုးလေးတွေဟာအဲ့လိုရဲပါလေရောဗျာမစီမစံကျောက်ကလည်းဝိုင်းရဲပေးလိုက်တယ်အတော်တော်ကြာတော့မှဥပဒါလည်းကျောက်ဘက်ကိုလှည့်လိုက်ပြီးတော့အောင်းမလက်ကမင်းကဘာလို့ရဲတာလဲကွဟိုမသိဘူးလေဗျာဥပဒါရဲလို့လက်ရဲတာပေါ့ ။အော်မော်ဒါနဲ့ညာကြီးမို့ချုပ်မင်းကဘာထလို့တာလဲကွာ။အိုးဒါတော့ဗျာဟိုရန်တော်ပိုင်းကအထွေးနဲ့တွေ့နေတာနဲ့အဲ့တော့သူနဲ့စကားပြောဖို့ထွက်လာခဲ့တာဗျ။မင်းရတော့ကွာအခုတော့လူပြောလှဲကောင်းလို့ဆုံးဖြစ်တော့မလို့ကွာနောက်ကြက်ကြက်လို့ဟုတ်ဗလားဟိုလုံအောင်ပါလုံအောင်ပါဟိုအထွေးလေးနဲ့နီးရဖို့ဆိုရင်ဘာရဲ့ဖြစ်ဖြစ်လုတ်ကိုလုံအောင်ပါဗျဥပဒါလည်းတပ်ပြင်းချပြီးတော့ခေါင်းတစ်ခါကနေဗျအနောက်တော့ကျုပ်ကိုတေချာကြည့်လိုက်ပြီးတော့ လုံးမနေတမ်းမှာလည်းအလက်ကောင်ရမင်းနဲ့အထွေးရမဟန်ပါဘူးကွာအောင်မစောင့်ကြည့်နေလေဆမ်းမဥပဒါကြီးဟာဟိုဒီနေ့ຫນွေပေါင်းရဲ့အထွေးနဲ့ကြောက်မင်္ဂလာဆောင်တော့မှဥပဒါကြီးအံ့ဩမနေနဲ့ဗျဥပဒါလှည့်ထွက်သွားမဲ့လို့တော့ကျုပ်ကလည်းဥပဒါရဲ့အနောက်ကိုပြေးလိုက်ပြီးတော့ဟိုဥပဒါနေပါဦးဗျဟိုဒီတိုင်းကြီးသွားမလို့လားဗျဟိုဓာယူဟာဘယ်လိုလုပ်ကျုပ်ပြောရင်လည်းလမ်းပေါ်မှာစောင်းကြောင်းထိုင်နေတဲ့ဒေါ်ဖွားချင်းကြီးကိုလမ်းညှိုးထိုးပြလိုက်တယ်။ဥပဒါလည်းလှည့်ကြည့်ပြီးတော့ ။ဟောအေးကွာဟုတ်သား။ငါလည်းမေးတော့မလို့။ဟိုကြည်လေလုံးဥပါသာ။တော့ကြရွာတဲ့လူတွေကမနှက်ထားလာတော့မှရွာထိမှငုတ်တို့ထိုင်နေတဲ့လူတွေကောင်ကြီးကိုတွေ့ပြီးတော့ထိတ်လန့်ကုန်ပါဦးမယ်ဗျ။ဥပဒါလည်းခေါင်းငယ်ရင်းနဲ့ဒေါ်ဘောချင်းရဲ့အနားကိုရှောက်သွားပြီးတော့ဒေါ်ဘောချင်းရဲ့ခေါင်းကိုလဲလဲသုံးချက်ပုတ်ပြီးပြောလိုက်တယ်။ကဲပြန်တော့ကိုရင်ကိုပြန်ပြီးတော့အဲ့မှာသွားရင်နေတယ်။ဥပဒါပြောလိုက်တာနဲ့အလောင်းကောင်ကြီးကလည်းငေါ့ခနဲ့ကောက်ထားသဗျ။ပြီးတာနဲ့ရွာလေလဲတိုင်းငုံငူကြီးရှောက်သွားပါလိမ့်ရောဗျ။ သကောချက်ကိုတော့ဥပဒါလက်ညှိုးတစ်ချက်ထိုးပြီးတော့မိဘသားလေးနဲ့ပြစ်ထည့်လိုက်တာနဲ့သကောကမိဟုံးတောက်လောင်ပြီးတော့မျက်စီရှိမှတင်ပဲပြာဖြစ်သွားပါလေရောဗျာကဲငါတော့ပြန်ပြီးလဲကောင်းရင်ကျုပ်ကလည်းအထွေးစီကိုဆက်မသွားတော့ဘင်းနဲ့ကြောက်ကြောက်နဲ့အိမ်ကိုပြန်ပြေးခဲ့ပါရောဗျာရွာလေလဲကတော့ဘောရှင်ကြီးသွားနေတာဆိုတော့အဲ့ဒီလဲကမသွားဘင်းနဲ့ရွာပြန်နေပတ်ပြီးတော့အိမ်ပြန်ခဲ့ရပါရောမနဲ့မုံမလင်းသေးဘူးဗျာအိမ်ရောက်မှစဉံစဉံကိုကြားရတာပဲဗျာ လူတွေကလည်းယုံစုယုံစုနဲ့တရားတော်ပေါ့စကားပြောနေကြတာဆိုတော့ဘယ်အေးလို့ရပါတော့မလဲဗျာဒါနဲ့ကျောက်ကလည်းအေးရတဲ့ကနေထွက်လိုက်တော့အေးပုတ်ကြီးတဲ့အငယ်ကောနိုးတော့မနိုးသေးဘူးဗျာအချိန်ကလည်းမနေ့9နာရီလောက်ပဲရှိမယ်ဗျာအဖေရဲ့နားမှာလည်းလူတွေကအုံနေကြတကယ်ပြောတာပါတကြီးရဲ့ဒေါ်ဘောရှင်ရဲ့သူခေါင်းထဲမှာမရှိတော့ဘဲနဲ့အိတ်ခဲနဲ့ဝင်ပြီးတော့လေအဲ့တော့သူအိတ်ခဲဘူးတဲ့နေရာမှာအိတ်နေတာဗျာဟိုတရားအောင်များစကြင်နောက်ကျင်လို့ရွှေ့ခဲ့တာများလားအော်ဘယ်ဟုတ်ရမလဲတကြီးဟာ ဘသူအမက်ဒီလောင်းကိုရွှေ့မှလဲဗျဟိုကျုပ်ထင်တော့ဖုတ်တွေပါနေဝင်ပြီးတော့ရှောက်သွားနေတာများလားဟိုကျုပ်အခုမှသိပြီဗျလက်ဆက်တော့ဥပဒါကြောင့်ပဲဗျဟိုဥပဒါကိုရင်ကိုပြန်ပြီးတော့အဲ့လိုပြောလိုက်တာဆိုတော့ဒေါ်ဘောကျင်ရဲ့အင်ရှင်လမ်းပေါ်ကအခောင်းထဲကိုပြန်မဝင်မဲနဲ့အတူမသိခင်အိတ်ခဲတဲ့အိတ်ခန်းထဲကိုပြန်ဝင်ပြီးတော့တင်းနေတာပေါ့ဗျာရွာလူတွေကလည်းစူညာစူညာဖြစ်ကုန်ကြတယ်ဟိုဒါတော့ကျုပ်လည်းမတွေ့တဲ့တော့ဘူးဗျာအေးဘိုင်းဖေးလေး ဒေါ်ဖွားချင်းကိုဆက်မထားဘဲနဲ့ဒီနေ့နေတွင်ချင်းပဲသေချိုလိုက်တာအကောင်းဆုံးပဲဖြစ်နေမယ်ဗျ။ရွာသားတွေကလည်းဖေဖေးတဲ့အကြောင်းကိုလက်ခံလိုက်ပြီးတော့ဒေါ်ဖွားချင်းလောင်းကိုချက်ချင်းမြုပ်ပြဖို့ကြံစီကြပါလိမ့်ရောဗျ။ဟိုကျောက်ကတိပေမဲ့လေဒီပြစ်ကိုကျောက်ကပြောရင်တော့တရားလုံးကယုံမှမဟုတ်တာနဲ့ရင်ကုန်နှုတ်ပိတ်နေလဲရတယ်ဆိုပါတော့ပြန်ဆက်အေးလို့မရတော့တာနဲ့မိဖို့ကြောင့်လေးကိုဝင်ခဲ့ပြီးတော့အမေဘာဟင်းချက်တယ်လဲဗျ။ဝတ်ဦးစိုးချက်မလို့ဟေးမနေ့ကဝယ်လာခဲ့တာ။ ဇလုံးထဲကိုထဲထားတဲ့ဝဲဥခွေခွေခေါက်ကြီးကိုကြည့်ပြီးတော့ကျုပ်ပြင်မနေ့ကကျုပ်စားမလို့ဖြစ်ခဲ့တဲ့ဥခွေကြီးကိုသတိရသွားပြီးတော့ပြုတ်အန်တက်လာပါလိရောဗျာအဲ့ဒါနဲ့မထိန်နဲ့တော့ပဲနဲ့မိဖို့ကြောင့်နဲ့မှအန်ချမိတာပေါ့အမေကလည်းကျုပ်ကိုဆဲဆိုပြီးတော့ကျုပ်ကြောကုန်းတဘုံဘုံနဲ့ထူပါလိရောဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်းလေးကတော့ဆရာကားသောကိုယ်တိုင်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့အပုတ်ကြိုက်တဲ့ဆုံးဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ လာရမြမလေးဒီတဲ့သိဝေသာသာကောင်းတဲ့ဇလန်ကောင်းမြောက်တင်ဆက်ပေးသောပါမို့စောင့်မြော်အပင်နှဆိုင်ကြပါအောင်ခင်ဗျာနှဆိုင်အပင်ကြတဲ့ပြည်သက်တယောက်ချင်းစီကိုလည်းကျေးဇူးထူပဲတင်ရှိပါရယ်ခင်ဗျာပြည်သက်များအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ